မြန်မာပါရှင့်မြန်မာနာမည်ကတော့စီမံတပ်ပါမြန်မာလေးရဲ့နာမည်ကစီမံနေဝေပါအမြန်မာနာမည်ကစာလီတိန်ဖြစ်ပါတယ်မြန်မာတော့ LPU International College မှာ year 2တက်ရောက်နေတဲ့တောင်းပန်ချက်ဖြစ်ပါရဲ့ရှင့် အဲလက်ရှိမှာလည်း MEDN Discovers Company မှာဒီဒါမာကတာတောင်းနေရရကြည့်နေပါတယ် Scholarship နဲ့ PPA Foundation မှာတက်ရောက်နေတဲ့အကြောင်းတူတူဖြစ်ပါတယ်အဲဒီ company တစ်ခုမှာလည်း Season Marketing Assistant အနေနဲ့အလုပ်လုပ်နေပါတယ်ရှင့်ကျွန်မရခုလက်ရှိဒီ LPU ရဲ့ Business Business Management Program မှာ Scholarship ရရှိထားတဲ့အကြောင်းတူတယောက်ကိုဖြစ်ပါတယ်2023ခုနှစ်မှာပေါ့နော်ဒီ LPU International College ရဲ့ Founder Scholarship Program ကို Facebook နဲ့တင်ပြပြီးတော့ Shopping ထည့်ရပါရှင့် အလုံးစုံနေတဲ့တော့တမပညာရေးကိုလည်းဆက်ပြီးတော့လေ့လာခြင်းနဲ့ဒါကြောင့်မလို့သင်တန်းတွေလည်းရှာရဲ scholarship program တွေပြမပေးနေရဲဆိုတာလိုက်ပြီးတော့ရှာတဲ့အခါမှာဒီနောက်ဆုံးမှာပေါ့နော် LVU International College မှာကျောင်းတက်ရောက်နေရဲမာရီရဲ့ကွာနေပြီးတော့မှကျောင်းမှာ scholarship program တွေပေးရနေရဲလို့အဲတည်ပြီးတော့မှဒီမာရီက scholarship ရခဲ့မယ်ဆိုလို့ရှိရင်ပညာရေးအတွက် အခက်အခဲမရှိဘဲနဲ့တောင်းတနိုင်ငံလေးတွေးပြီးတော့ scholarship ကိုစပြီးတော့ရှင်းပြခဲ့ရပါ။ဒီမှာဒီ scholarship program ကိုကြတော့ Facebook page ရဲ့ post ကနေစပြီးတွေးခဲ့ရပါတော့။စီးပွားရေးလို့ပြောလိုက်ရင်ပေါ့နော်။ညီမတို့ဒီအဆန်ရှာရပဲမဟုတ်ဘူးနဲ့ပေါ့နော်။ပညာရေးနိုင်ငံရေး ကျန်းမာရေးအစရှိရဲ့နေပယ်အားလုံးနဲ့ပတ်သက်ဆက်နွယ်နေရလို့ဒီမှာမြင်နေပေါ့နော်အဲအဲ့တော့လည်းညီမတို့ဒီစီးပွားရေးအောင်မြင်တဲ့စီးပွားရေးတစ်ခုဖြစ်ဖို့အတွက်လည်းဘယ်လို management concept တွေဘယ်လို theory တွေလက်တွေ့ဘယ်လိုအသုံးချရမလဲဆိုတဲ့အပိုင်းကိုဒီမှာစိတ်ဝင်စားရပေါ့နော်ဒါလေးကအခုလက်ရှိအလုပ်မှာက season marketing လုပ်နေတဲ့အတွက်ကြောင့်လုပ်ငန်းဝင်မှာဒီထက်ကမှပို့ပြီးတော့မှတိုးတက်ခြင်းနဲ့အဲပြီးတော့လုပ်ငန်းရှင်ရဲ့တယောက်ဖြစ်ခြင်းနဲ့အိမ်မက်တွေကြောင့်လို့ဒီ business management ကိုစိတ်ဝင်စားခဲ့ရပါရှင့်ဟုတ် အမေမဒီ business management ကိုစပြီးစိတ်ဝင်စားခဲ့တာဒီ GED တက်ကြရပါတော့ဒီ GED ဆက်တဲ့တော့အမေမဒီအာဒီ social study မှာရှိတဲ့ USA economic ဘိုင်းကိုစိတ်ဝင်စားသွားပြီးတော့နောက်ပိုင်းမှာကိုက business management ကိုစိတ်ဝင်စားပါလားဆိုတော့သိသွားပြီးရဲ့နောက်တော့ဒီအာဒီမှာနိုင်ငံမှာရှိတဲ့ private uni ရဲ့မှာဒီ business management ကိုအထူးပြုပြီးသင်ပြီးရဲ့ကျောင်းကိုလေ့လာကြည့်ရဲ့အခါမှာဒီ LB ကိုတွေ့ရတဲ့ကျောင်းမှာဒီ Kyung Sei business management ကညီမတို့ကိုခိုက်ပါလားဆိုပြီးရွေးချယ်ခဲ့တာ။ဟုတ်ကဲ့ရမန်တီရောအရင်ကိုပြောပါရစေ။ အဲအရင်ပြောပြတော့ဗောနော်ဒီဒီမရဲ့တင်ညာရေးလမ်းကြောင်းကိုအဲကုညီထောက်ခံပေးခဲ့တဲ့ LPU International College ကိုလည်းအားကြီးစေတယ်ဗျာဒီမှာလေးကိုဗောနော် post call ပေးခဲ့တဲ့ LPU International College ကိုအရင်ဦးဆုံးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဒီ post scholarship ရခဲ့ရဆိုတဲ့အချိန်မှာအရန်ဦးမှာပြောခဲ့ပါတယ်ဒီ scholarship ကဗောနော်ဒီမှာလေးရဲ့ အဲပညာရေးကိုအခက်အခဲမရှိမပူမပင်မဲနဲ့ကျောင်းတက်ရရဲ့ကျောင်းတက်ရတဲ့အခွင့်အရေးတွေပေးခဲ့တယ်။ဒီ scholarship ကတကယ်လို့မှအာပိုးတန်ပြီးတော့မှတန်မိုးရှိရဲ့အခွင့်အရေးဖြစ်ပြီးတော့ညီမကြီးရဲ့ career goal တွေကိုအကောင့်အထည်ဖော်နိုင်မှုအခြေခံအုတ်မြစ်တစ်ခုဖြစ်ပါတယ်။ ့ family ကတော့ပို့ပြီးအများကြီးကျေးဇူးတင်ဖြစ်ခဲ့ပေါ့နော်။ဘာလို့ဆိုရင်ကအိမ်ကအရင်ကြီး financial support မပေးနိုင်ဘူးပေါ့နော်။အပြောထပ်ဖို့တက်လည်းအရင်ကြီး financial support မရှိဘူး။ဒီကိုအကိုဒီ local တွေက private uni ကိုတက်ဖို့တက်လည်း financial support ကလည်းအခက်အခဲဖြစ်နေတဲ့အကြောင်းမလို့ဒီ scholarship ရခဲ့တဲ့အတွက်ညီမအိမ်ကအဲ့လို financial ဘိုင်းမှာအရင်အဆင်ပြေပါခဲ့ပေါ့နော်။နောက်တစ်ခုကညီမဒီ GEPA နောက်ဒီ scholarship ရရှိခဲ့တဲ့အကြောင်းမလို့ညီမအဲ့လိုအရင်လမ်းပြောင်းနေရမျိုးမဖြစ်ခဲ့ဘူး။ဘာလို့ဆိုရင်တကယ်လို့ညီမ GEPA ပြီးသွား လို့အာဒီဒီ scholarship မရခဲ့ဘူးဆိုရင်တော့ဗာဆက်လို့အမေတိမှာမဟုတ်ခဲ့ဘူးပေါ့နော်အရင်လမ်းပြောက်နေခင်မှာဒါပေမဲ့အကန်ကောင်းဆုံးမတွေ့ဒီ scholarship ရရှိခဲ့တဲ့ညီမရဲ့ academic ပတ်တွေကအာလက်လမ်းစာသိပြောမှဆက်ပြီးဆောက်လမ်းလိုက်ခဲ့ပါဘာအမကတော့အနာဂတ်မှာပေါ့နော် copy experience ရှိရဲ့ digital marketer တယောက်ဖြစ်တယ်လို့အာသူကြောင့်ထမြတ်တဲ့ business woman တယောက်လည်းဖြစ်ချင်ပါတယ်သူရရှိခဲ့တဲ့ပညာနဲ့ လုပ်ငန်းခွင်မှာတကယ်လို့မှ professional တယောက်ဖြစ်ချင်တယ်။သူများနဲ့မတူဘဲနဲ့မှစူးစွန်ထက်မြက်ပြီးတော့အာကျန်းကျင်တဲ့သူလုပ်ငန်းရှင်တယောက်ဖြစ်ချင်ပါတယ်။ပြီးတော့ဒီမိသားစုအတွက်ကိုအတီတကြားဖြစ်တဲ့အစီအစဉ်တွေတခုထိစောက်ပေးချင်တယ်။အာဒီပေါ့နော်ဒီရရှိခဲ့တဲ့ပညာကိုလုပ်ငန်းခွင်မှာသာမကဘူးပတ်ဝန်းကျင်ပါပြန်ပြီးတော့မှအတူပြုချင်ပါတယ်ရှင်။ year 1 year 2 year 3ပြီးသွားလို့ပဲရှိရဘွဲရပြီးသွားပြီဆိုရင်ညီမကိုပိုင်အုပ် business လေးစဖို့အတွက်လည်းရည်ရွယ်ထားရမျိုးရှိပါတယ်။နောက်ပြီးတော့အခုလို့ရှိညီမကဥသေးရန်ဟို weekend နဲ့ဟို join ထားရဖြစ်ကြောင်းမလို့ညီမဥသေးမှာဆိုရင်လည်းအလုပ်တစ်ခက်နဲ့ဒီအခုလည်းအဲအကြောင်းတစ်ခက်နဲ့ဆိုတော့ဒီအကြောင်းမှတင်ပြပေးရဲ့အာဒီ lecture တွေနဲ့ဒီ ချက်ချာတွေကိုဒီညီမရဲ့ဒီ workplace မှာဆိုရင်ပြန်ပြီးတော့အသုံးချနိုင်အောင်စူးစမ်းနေပါတယ်။နောက်တစ်ခုကဒီ teacher တွေတင်ရဲ့ lecture တွေနဲ့ဒီကိုကိုကိုယ်တိုင်ရဲ့ workplace မှာဘာတွေအသုံးဘာတွေအသုံးလုပ်လဲဘယ်လို strategy သုံးရမလဲဆိုတာကိုလည်းအအများကြီးအဲ့လို knowledge ဖြစ်ဖြစ်အ check လုပ်ပြီးတော့ mindset ကိုလည်းဖြစ်ဖြစ်အောင်အများကြီးစူးစမ်းနေပါအဲ့တော့ဒီ LV မှာဆိုရင်ပေါ့နော်ပထမဆုံးအနေနဲ့အဲပြောချင်တာကတော့ပိုလူးလူးမြုံနယ်လိုက်ရတဲ့အချိန်နဲ့ထိုက်တန်တဲ့ education quality ကိုရှာရဲပေါ့နော်အာပြီးတော့ဒီ lecturer တွေကလည်း အာဘာလို့ highly experience ဖြစ်တယ်ပြီးတော့ကျောင်းသူကျောင်းသားတွေပုံမှန်လည်းတိကျပြီးစောင့်ကြည့်ပြပေးရဲအဲ့တော့ကြောင့် learning environment ကောင်းကောင်းမှာဒီ business career တခုပုံပေါ်တော့အခြေခံနေစပြီးတော့တိကျောက်ခြင်းနဲ့အဲလူငယ်တိုင်းအတွက်ကို highly recommend လုပ်ချင်ပါတယ်ဒီမှာလေးလူမျိုးမျိုးတီးခက်ခဲရှိနေတဲ့လူငယ်တွေကကြတော့ပညာရေးကိုဆက်လက်သင်ကြားခြင်းနဲ့ဆိုရင်ကြတော့ဒီလိုမျိုး scholarship တွေပေးရပေးရ အဲနောက်တစ်ခါဒီပေါ့နော်အဆင့်မြင့် program နေနဲ့အကောင်းဆုံးအတော်ဆုံးဆိုရဲဆရာဆရာမတွေနဲ့ပညာသင်ကြားပေးရဲနောက်တစ်ခါဒီ online ကတငယ်ချင်းတွေနဲ့ campus ကတငယ်ချင်းတွေကတခန်းထဲမှာအတူတူအဲအဲ့လိုမျိုးပညာတခန်းထဲမှာအတူတူတက်ရောက်နေခံစားမှုမျိုးကိုပေးရဲ ောက်တစ်ခါ recording နဲ့ထားပြထားပေးရတဲ့အတွက်ကြောင့်လို့ဒီအတန်းပြတ်တယ်ဆိုရင်တောင်မှ record ပြန်ကြည့်ပြီးတော့မှလေ့လာလို့ရတယ်။အတကယ်လို့ဒီ video ကိုအဲဘယ်ကြောင်မှတက်ရမယ်ဆိုတာမသိဘူးအကကဲဖြစ်နေတဲ့သူတွေဆိုလို့ရှိရင်ဒီ LV International College ကိုလာရောက်ပြီးတော့ဆောင်းလမ်းကိုတိုက်တွန်းချင်ပါတယ်။ဟုတ်။ပထမအဦးဆုံးညီမမကိုညီမအမောဒီ precious opportunity တခုပေးခဲ့တဲ့ဒီ LVU အများကြီးကျေးဇူးတင်ပါတယ်။နောက်ပြီးတော့ဒီညီမအာဒီ LVU ့ overview ကဒီလိုမျိုး scholarship ပေးခဲ့တဲ့အတွက်ကြောင့်မို့လဲညီမရဲ့ academic ဘိုင်းကိုအကောင်းဆုံးဆက်လျှောက်နိုင်ရယ်ပေါ့နော်နောက်ပြီးဒီအာညီမဒီအဲဒီ overview ကိုစပြီးတော့တက်တဲ့အချိန်မှာဆိုရင်အရင်ကအဆင်ပြေပေါ့နော်ဒီ time အနေနဲ့ flexible ဖြစ်တယ်နောက်ပြီးတော့ဒီကျောင်းမှာဆိုရင်လည်းကိုက scholarship နဲ့တက်ရောက်နေရယ်ဆိုပြီးတော့ဘာလို့မှ pressure ဆက်ဆက်ခြင်းမရှိဘူးတခြားရောဒီတခြားရောအမရောအပူရောတကယ်ရှိနေရောကဒီအာကိုတိုင်းအားလုံးကတန်းလို့နေနေဆက်ဆံပြေးရယ်နောက်ပြီးတော့ဒီတန်းထဲမှာဆိုရင်လည်းတခြားရီနဲ့အာလို discussion လုပ်ရတာရေးဆွေးနွေးရတာလည်းအရင်ဆွေးနွေးရရင်လည်းအရင်အဆင်ပြေပေါ့နော်အရင် flexible ဖြစ်တဲ့ကြောင့်မို့လို့ဒီညီမအစိုးတငယ်ချင်းတွေလည်းရှိရပေါ့နော်ညီမနဲ့ဘွားတို့တငယ်ချင်းတွေဆိုရင်လည်းအများကြီးဒီ audio ကြောင့်ပဲ comment ပေးဖြစ်ပါတယ် Education for a promised future